တရားဘောနဲ့ပြောရမယ်ဆိုရင်တော့လေခံခံရင်အကျိုးလို့ပြောရမှာပေါ့နော် လူတိုင်းလူတိုင်းကစိတ်ကောင်းလေးရှိရစိတ်ကောင်းမရှိလို့ပြောတာမဟုတ်ဘူးစိတ်ကောင်းဆိုတာငါဒီအလုပ်ကိုလုပ်တင်တယ်လားမလုပ်ဘူးလားဆိုတဲ့စိတ်စဉ်းစားဝေးပါမယ်လို့ဘာရဒီကောပဲလာဟုတ်အာမင်းရတယ်တော်တော်စရကောငါဒီခရီးကိုသွားရင်ကောင်းမလားမကောင်းဘူးလားနော်ဆိုတော့ ကောင်းဒီမှန်ကန်တဲ့စိတ်ကိုမွေးနိုင်ရင်ဒါကောင်းသောစိတ်ရှိကြပါလို့နော်ကောင်းသောစိတ်ကြောင့်ဒီလိုအသက်ရှင်နိုင်တယ်ဒီနေရာလည်းစုံလို့ပါလားဟင်အမြင်နဲ့အနံ့နဲ့ငါပိုက်ထဲမှာဘလူးဆိုင်တီးနေပြီနော်မှန်မှန်တီးတဲ့ကောင်းသောစိတ်မွန်မြတ်သောစိတ်ကလေးနဲ့ကိုယ့်ဘဝကိုဆုံးမပြီးတော့ရပ်တည်မယ်ဆိုရင်ဒါအသက်ရှင်နိုင်ပါတယ်လို့နော်မွန်မြတ်တဲ့အလုပ်ကိုလုပ်နိုင်ပါတယ်ကြည်ဝါချမ်းသာနိုင်ပါတယ်ကြမ်းမာနိုင်ပါတယ်ဆိုတာလေးကို ောင်းသောစိတ်ကလေးတွေနဲ့ဝေးကြပါလို့